Thank you. မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။စီးရဲကူညီသတင်းများထွက်ပေါ်လာပြီးရဲ့နောက်အိန္ဒိယအစိုးရကပင်မေးမြန်းလာတယ်လို့ CNN ပြောရေးဆိုခွင့်ရှိသူပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အမေရိကန်နိုင်ငံကဘင်္ဂလားဒေ့ရှ်မှတဆင့်ချင်းမျိုးသားတပ်ကို CNN အပအဝင်မြန်မာနိုင်ငံရှိတော်လိုင်းတပ်ဖွဲ့အချို့ကိုစစ်ဘက်ဆိုင်ရာအကူအညီများပေးရဖို့စီစဉ်နေတယ်ဆိုတဲ့သတင်းကိုပြင်ပသတင်းဌာနတချို့ကဖော်ပြခဲ့ပြီးရဲ့နောက်အိန္ဒိယအစိုးရကပါမေးမြန်းဆောင်စမ်းလာကြောင်းချင်းမျိုးသားတပ်ကို CNN ပြောရေးဆိုခွင့်ရှိသူဆလိုင်းထန်နီက ပြောပါရယ်ဆလိုင်းထန်နေက AB 27မှာကျင်းပတဲ့ CNF CNE CTF KKG တို့ရဲ့ကလင်းဒေတာဘက်မှာစစ်စင်ရင်နဲ့ပတ်သက်ပြီးပူရဲတရင်စာရှင်းလင်းပွဲမှာပြောကြားခဲ့တာပါအိန္ဒိယအစိုးရကတော့မေးလာတဲ့အနေအထားတွေရှိပါတယ်ဒါပေမဲ့ဒီကိစ္စကကျွန်တော်တို့ CNF အနေနဲ့တိုက်ရိုက်မပတ်သက်တော့အဒီကတော့တရင်မှန်တီဖြစ်စေမှားတီဖြစ်စေအမေရိကန်နဲ့ဘင်္ဂလားဒေ့ရှ်နဲ့နိုင်ငံရဲ့ကိစ္စဖြစ်တဲ့အရာကဖြစ်နိုင်တယ်လို့ပြောလို့မရတယ်လို့မဖြစ်နိုင်ဘူးလို့အတက်ပြောလို့လည်းမရပြန်မှုဒီကိစ္စကထဲထဲဝင်ဝင်သူတို့နဲ့နိုင်ငံကိစ္စဖြစ်တဲ့အတွက်ကျွန်တော်အနေ နဲ့တင်ရဝင်ပြောဆိုလို့မရသလိုအရာတွေကိုကျွန်တော်အထက်လူကြီးတွေနဲ့ဒီကိစ္စတွေပတ်သက်ပြီးတော့ဆွေးနွေးတာတွေကျွန်တော်ကိုအကြောင်းကြားတာတွေဒီလိုမျိုးမရှိသေးတာတော့တရားဝင်ဖို့ပြောဖို့ခက်နေတဲ့အနေအထားမှရှိရင်အဲ့ဒီလောက်ပဲဖြစ်ချင်တယ်လို့စလိုင်းထန်နီကပြောပါရင်အိန္ဒိယအခြေစိုက်သတင်းဌာနအငယ်တစ်ခုဖြစ်တဲ့ North East New သတင်းဌာနက AP 15ရက်နေ့မှာ အမေရိကန်အစိုးရကဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့အကူအညီကိုယူပြီးဘင်္ဂလားဒေ့ရှ်စစ်တပ်မှတပ်ရင်းသုံးရင်းမှတပ်စင်ရခိုင်နဲ့ချင်းပြည်နယ်တွေကတော်လိုင်းတပ်များကစစ်ကောင်စီကိုအနိုင်ယူဖြိုခွင်းနိုင်တဲ့အထိအစည်းအထောက်ပံ့ဆောင်တစ်ခုထူထောင်ဖို့ဆွေးနွေးခဲ့ကြောင်းစတင်ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်ပြီးခဲ့တဲ့လကဘင်္ဂလားဒေ့ရှ်နိုင်ငံတာကာမြို့ကိုအမေရိကန်အစိုးရရဲ့ပစိဖိတ်စေအုပ်စည်းဌာနဒုတိယအကြီးအကဲဒုတိယဗိုလ်ချုပ်ကြီးဂျိုးဘယ်ပါဝါရောက်ရှိခဲ့စဉ်ဒီကိစ္စကိုဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်းရှင်းတာထားပါတယ်ဒါ့ဝိမဲ့အဆိုပါသတင်းကိုအိန္ဒိယနိုင်ငံရှိယုံ ံကြည်ရတဲ့သတင်းဌာနကြီးတွေကတော့ဖော်ပြထားခြင်းမရှိသေးပါဘူး။ပြည်ပသတင်းဌာနအနေငယ်ကသာကိုကာပြီးပြန်လည်ဖော်ပြမှုတွေရှိပါတယ်။ထို့အတူအထက်ပါသတင်းဌာနကတရုတ်ရဲ့ဂျာဝင်ဆွတ်ဖတ်မှုနဲ့လာရှုမျိုးကို MNDA ကစစ်ကောင်စီတပ်ပြန်ပေးဖို့စီစဉ်နေချိန်မှာအိန္ဒိယသတင်းဌာနကဖော်ပြခဲ့ပါပဲ။အဆိုပါသတင်းနဲ့ပတ်သက်ပြီးပြည်တွင်းမီဒီယာတွေရဲ့မေးမြန်းမှုအချို့ရှိသလိုအိန္ဒိယချင်းနိုင်ငံတခုဖြစ်တဲ့အိန္ဒိယအစိုးရကမေးမြန်းလာခြင်းဖြစ်ကြောင်းဆလိုင်းထက်နေကရှင်းပြပါဗျ။ CNF အနေနဲ့ຫນွေဥတော်လိုင်းကာလမှာနိုင်ငံတကာအိနီးချင်းနိုင်ငံများနဲ့ထိတွေ့ဆက်ဆံမှုရှိကြောင်းလည်း၎င်းကဆက်ပြောပါရယ်ຫນွေဥတော်လိုင်းကာလမှာကျွန်တော်တို့ကနိုင်ငံတကာချိတ်ဆက်ရေးကိုအတက်နိုင်ဆုံးအိနီးချင်းနိုင်ငံတွေနဲ့ဆက်ဆံရေးပြီးတော့အင်အားကြီးနိုင်ငံတွေနဲ့ဆက်ဆံရေးအဲ့ဒါတွေကတော့အဲ့ဒီလိုတွေ့ဆုံမှုတွေကတော့လုပ်ပါရယ်အခုကိစ္စမကလို့ဂျန်တဲ့ကိစ္စတွေကတော့၎င်းတွေ့ဆုံမှုတွေဘာတွေလုပ်တာတော့ရှိတာပေါ့လို့စလိုင်းထက်နေကပြောပါရယ် အခုသတင်းထွက်နေတဲ့ဘင်္ဂလားဒေ့ရှ်မှတက်စင်စင်ရေးကူညီများပေးမယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီးအတက်ကညွန်ကြားချက်မရလို့တရားဝင်ပြောဆိုလို့မရဘူးလို့လည်းသူကရှင်းလင်းပြောဆိုပါတယ်။အဆိုပါသတင်းများနဲ့ပတ်သက်ပြီးအရခတ်တတော်၏ပြောရေးဆိုခွင့်ရှိသူဥခိုင်ဒုက္ခထံကိုလည်းဆက်သွယ်မိမြန်းထားဆဲဖြစ်ပါတယ်။ချင်းပြည်နယ်မှာ CNF CNN ဦးဆောင်တဲ့ချင်းကောင်စီတပ်ဖွဲ့ဝင်များချင်းညီနောင်အေအေစတဲ့တော်လိုင်းတပ်ဖွဲ့တွေကမြို့နယ်အများစုကိုသိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပြီးဟာခါတန်တလန်တီးတိမ်မြို့တွေမှာသာစစ်ကောင်စီတပ်ကြံရှိပါတော့တဲ့ရခိုင်ပြည်နယ်မှာလည်းစက်ကွန်နှမြို့နယ်ရှိရာအေအေက ၁၄မြို့နယ်ကိုသိမ်းပိုက်ထားပြီးဖြစ်ပြီးစစ်တွေကြောက်တော်မှန်အောင်၃မြို့နယ်မှာသာစစ်ကောင်စီတပ်ကျန်းလာပါတယ်။အဆိုပါမြို့တွေကိုတော်လိုင်းဖွဲ့တွေက၎င်းတို့ဘာသာထိုးစစ်ဆင်သိမ်းယူခဲ့တာဖြစ်ပါတယ်။နောက်ထပ်တပုတ်အနေနဲ့စစ်ကောင်စီဘိုဘဲတောင်ဘဲကန်းဆိုင်မီမတိဖြစ်လာနေတဲ့ပြည်တွင်းစစ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဆရာနာသိမ်းမှုကိုလူတို့ရဲ့မဆုံမနစ်ကန့်ကွက်တွန်းလှန်နေမှုတွေက၄နှစ်ကျော်ငန်းတဲ့တည်းဝင်ရောက်လာပြီးဖြစ်တော့လေ၎င်းကိုချိန်မုံနေရတဲ့အဆင်ဖြစ်မလာပဲ၎င်းတို့ရက်တီရရက်တီကြောင်းအတွက်လူတို့ကဲ့သို့ပဲခုခံတွန်းလှန်နေရတဲ့အဖြစ်ပြန်လည်ရရှိသွားခဲ့ပြီးဖြစ်ပါတယ်စ စ်ကောင်းဆောင်ဘက်ကမမ်မလျှော့သေးတော့လဲအောက်လက်ငယ်သားများအလဲအလက်အစဉ်အရာရှိတွေကတော့၎င်းတို့ရှေ့ချောက်ဘဲတောင်ဘဲကန်းစိုက်တော့မလဲလို့မိကုံများနဲ့စိတ်တက်များပြိုဆင်းလာနေကြပြီဖြစ်ပါတယ်။ ငလင်ကြီးကလည်းအဲ့ဒီစိတ်ဓာတ်များကိုအောက်ဆုံးကိုရအောင်ဆွဲချခဲ့ပြန်ပါတယ်ဒီလိုစိတ်များရှုပ်ထွေးလာနိုင်ကြရတာလေ၎င်းတို့အပြစ်ဆိုလို့မရ2024ခုနှစ်အကုန် BBC ရဲ့ပြုစုထားတဲ့စရင်စရာများအရာမင်းအောင်လိုင်းရဲ့ပို့ချုပ်ကြီးများစိတ်ချလက်ချသွားရတဲ့နေရာကဝေဟင်မှာတရားရဂိုင်းနှုတ်ရှိတော့လေမြေပြင်မှာတော့နိုင်ငံအကျယ်ဝန်းရဲ့27ရဂိုင်းနှုတ်သာကြန့်ရှိပါတော့တယ်2023အောက်တိုဘာထိုးစစ်ကြီးနောက်ပိုင်းစစ်တပ်ရဲ့ကြာဆုံးခန်းကစက်တိုက်ဆိုသလိုအရှိန်ရလာခဲ့တယ်လို့လက်ရှိချွန်လောင်ကွတ်တက္ကသိုလ်မှာသူတည်တည်လုံနေတဲ့ဂျေဆန်တာဝါကပြောကြောင်း EP session ရဲ့နေတော့ American Christian Science Monitor သတင်းဌာန သတင်းဌာနကြီးမှပါရှိလာခဲ့ပါတယ်။နိုင်ငံတကာမဟာဗျူဟာလီလိုင်းအင်စတီကျူရဲ့အရှိတောင်အာရှရေးရာတာဝန်ခံမော်ဂန်မိုက်ကယ်ကလည်းစစ်တပ်ကငလင်အရှိကိုဖေးချိတ်ပြီး၎င်းတို့အသက်ဆက်နိုင်ဖို့အတွက်အာရုံစိုက်နေရပြီးတော်လိုင်းအင်အားစုတွေနဲ့ထောက်ခံနေတဲ့လူလူချင်းကိုနှိမ်နင်းနေရဆဲဖြစ်တဲ့ဒီလိုနေနေရမှာအရင်းမြစ်တွေကိုချွေတာသုံးနေရတယ်လို့ဆိုပါတယ်။စစ်တပ်က၎င်းတို့အစင်လာကိုချိုးဖောက်ကနိုင်ငံတကာအကူအညီများပေးဖို့နေမဆိုင်ပေအကူအညီတောင်းလာတာကပဲ၎င်းတို့အခြေအနေရင်းရင်ချိနှံ့နေပြီးကိုတည်တာကြောင့်ဖြစ်တယ်လို့မစ္စတာမိုက်ကယ်က ထောက်ပြခဲ့ပါတယ်။ စစ်ကောင်းဆောင်များဖို့ကငလင်းကယူနာကိုအခွင့်ကောင်းယူပြီးလူတူးရဲ့အမုံတရားကိုပြင်ရော့သွားအောင်လုပ်နိုင်ခွင့်ရလာပါလျက်လူကြားမကောက်အောင်ဆက်လက်ပုံကျဲတိုက်ခိုက်နေတဲ့အဖြစ်ကိုကြည့်မယ်ဆိုပါက၎င်းတို့အနေထားကိုဘလို့မှစိတ်မချနိုင်ဖြစ်နေတာကထင်ရှားနေရလို့ကျွန်တော်အနေနဲ့ယူဆမိပါတယ်ငင်းကြိုင်းရဖို့အကောင်းဆုံးလာလာကစစ်တပ်ကိုမရှုနိုင်မကယ်နိုင်ဖြစ်လာပြီးတော်လိုင်းအင်အားစုတွေနဲ့စိစက်ဆွေးနွေးပါတော့မယ်လို့သဘောတူလာတဲ့ဒီလုံနိုင်မှာဖြစ်တယ်လို့မြမအကြီးကျွမ်းကျင်သူတွေကယူဆနေကြတဲ့သတင်းစာမှရှိသားလာပါတယ်။၎င်းတို့အဖို့အပေးယူမလုံလို့မဖြစ်တော့ဘူးဆိုတဲ့အနေအထားရောက်လာ မှသာနိုင်ငံရေးဖြည့်ရှင်းချက်ပုံစံမျိုးထွက်လာနိုင်တယ်လို့ကြီးစင်တာဝါကဆိုပါတယ်တရုတ်မှလကောင်းတို့ကိုဆက်ပြီးထောက်ခံပေးနေခြင်းကပဲအဲ့ဒီလိုအနေအထားမျိုးရှောင်မလာအောင်ဝင်ရောက်ဆွတ်ဖက်ပြီးဟန်တာပေးတယ်လို့ဖြစ်နေပြန်တယ်2029စစ်စင်ရင်းနဲ့တရုတ်တို့အလိုကြားဖြစ်စေရမယ်လို့အာမတန်မန်လျှော့လာရတဲ့စစ်ကောင်ဆောင်များပြိုလဲသွားမယ့်အရေးကိုကာကွယ်နိုင်မှသာရှေးရှောင်လကောင်းတို့ကြိုးစွန်းရကနိုင်မယ့်အခွင့်အရေးကိုတရုတ်တို့လက်လွတ်မခံနိုင်ဖြစ်လာနေပါတယ် ဒေါအောင်ဆန်းစုကြည်ကိုရခိုင်ကပြည်ပအားကိုပစံရုံးလိုယောက်ျားကြီးများတံမဲ့ကြွေးကြော်ခဲ့ကြတဲ့စစ်ဘုတ်ချုပ်ကြီးတွေကအခုတရုတ်ရုရှားတို့ကိုအဖိခေါ်နေရတဲ့အဖြစ်ရှောက်ရှိနေရရှာပြီးဖြစ်ပါတယ်။လာရှိုပါဝင်ရှမ်းမြောက်ဒေသကတရုတ်တို့ချင်းလဲခြင်းတိုင်းချင်းလဲနိုင်ဖို့ထိုးအပ်လိုက်ရပြီးဖြစ်ပါတယ်။လက်ရှိမှာတော့စစ်တပ်ကိုတိုက်ခါဆင်းနိုင်အောင်တာလာရှိုမြို့ကွက်ကွက်ကလေးသာထိုးအပ်ပြီး၎င်းတို့လှုံ့လို့မရအောင်ပတ်ဝန်းကျင်နဲ့မြေတွေကို MND ကထိန်းချုပ်ထားမယ်လို့သိရပါတယ်။ရုရှားသွားခဲ့တဲ့ခီးစဉ်ကိုအခုထိ TV မှာလွှင့်လို့မပြီးနိုင်မစည်းနိုင်ဖြစ်နေပါတယ်။ဒါကလည်းပူတင်ကမမမမရက်တီပြီးနေတဲ့အောင်၎ ောင်းတို့ပေါ်ယုံကြည်မဲ့လာနေတဲ့လက်အောက်ငယ်သားတွေအားတက်လာအောင်စိတ်တက်မြင့်တင်ပြီးနေခြင်းပဲဖြစ်ပါတယ်။မင်းအောင်လိုင်းကတာဆင်လောက်အစင်ကလမ်းခေါ်လဲဘန်ကောက်ကိုအပြေးကလေးသွားရပြန်နေ။အန်နဝါနဲ့တာဆင်တို့တောင်းဆိုထားတဲ့အပြစ်ခံရဲစိတ်တတန်းတိုးဖို့သဘောတူခဲ့တယ်ဆိုပေမဲ့လည်းအခုထိတုံတုံမှမလုပ်သေးမင်းအောင်လိုင်းကအန်နဝါနဲ့ဘန်ကောက်မှာတွေ့ပြီးနောက်တရက်မှာ၎င်းတို့ရဲ့တိုက်လေယာဉ်တွေကတပိတ်ချင်းမျိုးနဲ့ရှိလိမ့်ကြရွာကိုပေါင်300ပုံများကျင်းချတိုက်ခိုက်ခဲ့ရာအရက်သား73တေဆုံးပြီး3ဒဏ်ရာရရှိသွားခဲ့ပြီဖြစ်ပါတယ်။စနေနေ့မှာအဲ့ဒီရွာကိုထပ်မံပုံကျဲတိုက်ခိုက်ခဲ့ပြန် ်လို့73ထပ်မံတင်ဆောင်သွားခဲ့ရပြန်ပါတယ်။စင်ကူ၊ဘီလင်း၊ညောင်လေးပင်၊ဘီလင်းနဲ့ရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်များအတွင်းရှိလူနေထိသားတွေကိုပါဆက်လက်ပုံကျဲတိုက်ခတ်ခဲ့ပြန်ပါတယ်။အန်နဝါဖို့က၎င်းကိုခေါ်ပြီးအတိမတ်ပြုလိုက်ခြင်းသာအဖက်တင်ကြံရင်ခဲ့မယ်အရှိတကြားကျွေးခံနေရပြီလို့လူနုံလူအားကြီးပြစ်ဆွဆွဲခံရမယ်အရှိလူပေါင်းမားပြီလားဆိုတဲ့အတွေးများနဲ့စိုးရင်လေးလောက်ပြီးဖြစ်ပါတယ်။လူလူပေါ်အကြမ်းဖက်တဲ့နီလန်းမျိုးနဲ့အာနာကိုရှိလေးကိုနေရတဲ့စစ်ကောင်းဆောင်ကတော့အခုခါတနက်ကိုတော်မှတသက်နဲ့တကူအနီးကပဲမြင်ခဲ့ပူးခြင်းမရှိတဲ့လူငယ်တွေကိုတလက်ဆက်တိုက်ခိုက် ချင်းခံလာလို့ဘယ်တောင်ဘယ်ကန်းဆိုင်မီမသိဖြစ်လာနေခြင်းမျိုးမှာ အပြစ်ရက်ဖို့အရေးဘလို့များကောင်းနေထဲ့နိုင်ကြမလဲဆိုတာကိုရှင်းသားထားတာကိုတင်ဆက်ပေးလိုက်ရပါရဲ့ရှင်။ ဆလပီနေပြည်တော်မှာလမ်းပိုင်းစစ်စင်းနေစဉ်ကမစ73မှာဘုံမူနဲ့အဖွဲအားဖမ်းမိလို့ PNL ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဘုံမူဖြိုးမင်းကျော်ပါ၃ဦးကိုဖမ်းမိပြီးပြန်ဆုတ်ခွာစဉ်တိုက်ပွဲဖြစ်ပြီးတိုက်ပွဲအတွင်ဖမ်းမိသူ၃ဦးတည်ရလို့ PNL ထုတ်ပြန်ထားပါတယ်။စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်ဥတရတည်မြို့နယ်တနင်္လာမှာလမ်းပိုင်းထိန်းချုပ်စစ်ဆင်မှုအတွင်စစ်ကောင်စီအမှတ်73ကာကွယ်ပစ္စည်းဆက်ရုံးကမစ73မှာဘုံမူနဲ့အဖွဲကိုဖမ်းဆီးရမိကြောင်းပြည်သူ့လူမျိုးရေးတမတော်မှဆိုပါတယ်။ဧပြီလ19ရက်က OPRFPL အဖိနှိတ်ခံပြည်သူတော်လှန်ရေးအင်အားစုပြည်သူလူမျိုးရေးတပ်မတော်မှရဲဘော်တွေက၃နိုင်ကျော်ကြားလမ်းပန်းထိန်းချုပ်စစ်ဆင်ရာကပ္ပစ73မှာဗိုလ်မှူးနယ်ဖွဲ့ကိုဖမ်းဆီးရရှိခဲ့ရလို့ဆိုပါတယ်။၃ယောက်ဖမ်းဆီးရမိတာဟုတ်တယ်။ဗိုလ်မှူးရဲ့တက်ချက်ရဲ့ဒုတိယတက်ချက်ရဲ့ရှောင်းတခင်လမ်းပိုင်းစစ်ဆေးတာမှာဖမ်းမိခဲ့တာပါလို့ပြောပါတယ်။ကပ္ပစ73မှာဗိုလ်မှူးဖြိုမင်းကျော်တက်ချက်အောင်စော်နိုင်တဲ့ဒုတိယတက်ချက်ထုံးပြေဆောင်တို့ကိုဖမ်းဆီးခဲ့တာဖြစ်တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။